လုံးအခုပြောပေးမယ် message လေးကကျွန်တော်ဒါလိုအပ်နေသူလေးတွေအတွက်ပေါ့နော် angel လေးကကိုယ့်ရဲ့ဒီ left line နဲ့ပတ်သက်ပြီးတော့ဒီ left oracle ပေါ့နော်ကလေးတွေကနေပြီးတော့မှဘာလေးတွေပြောပြချင်တာတွေရှိလဲဘာလေးတွေတည်ထားဖို့တွေရှိလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် only short reading လေးပေါ့နော်ဒါကတော့လိုအပ်မှနားထောင်မှလိုအပ်သူလေးတွေအတွက် left oracle message လေးဖြစ်ပါတယ် ကျင်လေးခုနားထောင်နေတဲ့သူလေးအတွက်အာကုချင်မနားထောင်ဖို့လိုအပ်နေတဲ့ဒီလိုလိုအပ်နေတဲ့ message လေးဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီခုလေးဖြေချပေးတဲ့အတွက်လည်းကျေးဇူးများချီးတင်ပါတယ်ရှင်။ရှိဖေးရတော့ဆိုရင်စင်ပြေပြီလုံလောက်ပါပြီ။ လောလောဆယ်ဆယ်တော့ abundance တယ်နော်လုံးဝကို positive mindset လေးထားပါအဲ manifest exactly what you want gratitude နော် please ပြောချင်တာကတော့ကိုကိုဖြစ်ချင်တာမျိုးပေါ့နော်ဒါ manifest လို့ရတယ်။အဲပြောမစွင်တော့ positive mindset လေးနဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ energy လေးကတကယ်ကို positive mindset နဲ့ထားမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ကိုလိုချင်တာတွေကိုကိုလိုချင်တဲ့အရာတွေကို manifest နိုင်မယ်။အဲဘယ်လိုပြောမလဲ။ဒါကစုတောင်းဆိုပေမဲ့လည်းပေါ့နော်။ဒါ manifest ကဘောတရားကတော့ကိုယ့်စီမှာဒါ negative energy တွေနဲ့ပူလောင်မှုတွေနဲ့ manifest နိုင်မယ်ဆိုရင်တော့ရလာမှာတော့မဟုတ်ဘူးကွာ။ တချင်ချင်မှာတော့ကုစုတောင်းလေးတွေကပြည့်ကိုပြည့်လာလိမ့်မယ်ဒါပေမဲ့အဲ့ဒီစုတောင်းတွေရရှိဖို့အတွက်ကလည်းကိုကကြိုးစားဖို့လည်းလိုသေးတာပေါ့နော်မကြိုးစားဘဲနဲ့ထိုင်စုတောင်းနေလို့လည်းမရဘူးလေနော်နော်ဒါကအခြေရေးပဲဖြစ်ဖြစ်တခြားသောအရေးမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်စူးစမ်းရမယ်ပြီးဝင် positive mindset ထားမယ်ပြီးဝင် gratitude ဆိုတဲ့ချီးစွတရားချီးစွတင်တတ်ဖို့လည်းလိုအပ်တယ်ချီးစွတရားထားတတ်ဖို့လည်းလိုအပ်တယ် ကျေးဇူးတရားနဲ့ပတ်သက်တာတွေကတော့တခြားတခြားပြင်းပြင်းသိချင် YouTube မှာလေ့လာလို့ရတယ်။ Gratitude နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်။ဒါဗီဒီယိုတွေအများကြီးရှိတယ် YouTube ထဲမှာ Gratitude ကျေးဇူးတရားပြောမှဆိုရင်ကွာ။နေ့ရက်တိုင်းမှာကိုယ့်အတွက်အရန်ကိုအရေးကြီးတဲ့အရာလေးတစ်ခုဖြစ်တဲ့ကျေးဇူးတင်တဲ့စိတ်ကလေးကိုမွေးမြူတက်ကမယ်။ဘာလေးပဲဖြစ်နေဖြစ်နေ။အဲ့လိုဆိုရင်ကိုကဘာပဲဖြစ်ဖြစ်ကံကောင်းမှာအဆင်ပြေမှာနော်။ဒါဘာပဲဖြစ်ဖြစ်ဒါပထမဆုံးကြားတဲ့ကလေးက abandon ဆိုတော့ဒီဥစ္စာလေးကကိုယ့်အတွက်ဒါတကယ်ကိုပျော်ရွှင်ခြင်းနေ။ ဖြစ်ချင်တာတွေဖြစ်လာရမယ်ဆိုတော့နမိတ်လေးပေါ့ခွဲ့ဟာရှိကောင်းတဲ့ energy လေးကြာထားတာပေါ့နော်ဒါက left light လဲ left light လို့လဲပြောတော့ရတာပေါ့နော်ကိုယ့်ရဲ့ left light မှာကိုယ့်အတွက်ကောင်းတဲ့အရာလေးတွေကို manifest တာလေးတွေကိုဖြစ်ချင်တာလေးတွေတပါရှိပြီးဖြစ်လာမယ်ဆိုတဲ့သဘောလေးပေါ့နော်အော်ဒီမှာခြေစားရတယ်เนาะခြေစား energy လေးရတယ်ဒီမှာတွေ့ရတာပေါ့ခွဲ့အခုချိန်မှာ separation ဖြစ်နေတဲ့သူလေးတွေရှိတာတို့သိရမှာလားလို့မျိုးဆိုရင်က energy နဲ့ chase တာပဲဖြစ်ဖြစ်သူစီရော phone call တွေ message တွေဟာလို့မျိုးဆက်စုတာတွေပဲဖြစ်ဖြစ်ဒါ chase နေတဲ့ energy လေးတွေလည်းတွေ့ရတယ်เนาะဒါ chase စားကနေကြတာဆိုအဲ့လိုလူလေးတွေကဖြစ်နိုင်မယ်ဆိုရင်တော့အခုချိန်မှာဒီလိုမျိုး chase စား energy ကိုတတ်နိုင်ဆုံးအတတ်နိုင်ဆုံးကြိုးစားပြီးတော့ရှော့ချပေးပါပြီးတော့ရင်ကိုကိုကိုအာရုံစိုက်ပါဆိုပြီးတော့ဒါ message ပေးထားတယ်ဒါ energy ကြိုက်တဲ့သူလေးတွေကိုပဲ ပြောတာပေါ့နော်အကုန်လုံးပြောတာမဟုတ်ပါဘူးအော် piece of the deck piece of the deck မှာကျတော့ဘာလေးတွေ့ရလဲဆိုတော့ butterfly butterfly လေးတွေ့ရတယ်ဆိုတော့ကွာဒါကိုတိဆောက်ထားတဲ့ relationship ပေါ့နော်ဒါ relationship တချို့တွေကကျတော့ဒါ crush လေးတွေလည်းဖြစ်ရင်ဖြစ်နိုင်မယ်ဖြိုးတွေကျတော့ relationship ထဲမှာလည်းရှိရသူလေးတွေလည်းဖြစ်ရင်ဖြစ်နိုင်မယ် နော်အဲ့ relationship ကတော့ဗာမဖြစ်ဖြစ်ပေါ့နော်ဒါ total လာဖို့ရှိတယ်နေ face ကိုနော် evolving ဖြစ်လာဖို့ရှိတယ် total လာဖို့ရှိတယ်ဒါပေမဲ့တခုရှိတာကဒီမှာ inner china ပတ်သက်ပြီးတော့ပေါ့နော်ဒါလည်းနည်းလေးရော healing လုံးရဖို့ရှိတယ်ဆိုပြီးပြောထားတယ်ဘာလို့လဲဆိုတော့က inner china ဆိုတော့လူတွေကအော် chain ဆိုတာခလေးဘွားက trauma ပေါ့နော်ခလေးဘွားကအတိတ်ကခလေးဘွားတော့ကဒဏ်ရာတွေအဲ့လိုမျိုးပေါ့နော်အဲတွေးကောင်းတွေးမိလိမ့်မယ်အမှန်တကယ်တော့အတိတ်ဘွားက အတိတ်အောင်ဆို sorry မှာခလေးဘွားကပေါ့နော်ဒါစိတ်တန်ရာရယ်လည်းဖြစ်တာလည်းပါသလိုဒီကိုကြုံခဲ့တဲ့ relationship တွေဒါအခြေအနေနဲ့ပတ်သက်တာဆိုတော့ relationship တွေပေါ့နော်ကိုကြုံခဲ့တဲ့အရင်တုန်းက relationship တွေနဲ့ပတ်သက်ပြီးတော့ trauma တွေအခုထိကြာနေသေးတာတွေအဲ့ trauma တွေကို healing ကအဆင်မပြေသေးတာတွေစသဖြင့်အဲ့လိုမျိုးလေးတွေကြာနေသေးတဲ့သူတွေရှိကောင်းရှိလိမ့်မယ် ဲ့လိုလူလေးတွေကဖြစ်နိုင်မယ်ဆိုရင်တော့အဲ့ဒီအဲ့ဒီအတိတ်က trauma တွေကနေပြီးတော့မှ healing တွေကိုလုပ်ပေးပါစိတ်ကိုတိကျကုစားပေးပါရုံထွက်လာပါအဲ့လိုမျိုးလေးတွေလုံနိုင်မှာကိုယ့်ရဲ့ relationship ကအခုလက်ရှိပေါ့နော် relationship ထဲမှာရှိနေတယ်ဆိုရင်လည်း ဟိုပို့ပြီးတော့ပေါ့နော်အဆင်တက်နိုင်လာလိမ့်မယ်ပြောချင်တာကွာအတိတ်ကကြုံခဲ့မှုတွေ relationship နဲ့ကိုပေါ့နော်ကိုကအာနှိုင်းရှင်ပြီးတော့ဒီ relationship ကိုမယုံကြည်ရတယ်တိရမလားတန်တရားတွေဖြစ်တာတွေစိတ်မလုံးချုံမှုဖြစ်တာမျိုးတွေရှိတယ်ဆိုရင်ကိုရဲ့ဒီပိတ်မိနေတယ်ကိုရဲ့ဒီ trauma တွေစိတ်တွေကြောင့်ကိုရဲ့ relationship ကပဲပေါ့နော်ဒါလုံးဝဟိုပေါ့ဒါ အဆင်မပြေဖြစ်ရတာမျိုးတွေရှိတတ်တယ်ဒါကိုယ့်ရဲ့ဒါမပြောက်သေးတဲ့ဓာညာတွေကြောက်ပေါ့နော်အဲ့လိုမျိုးပြောကြတယ်အဲ့တော့ကိုယ့်ရဲ့ဓာညာတွေရှိနေသေးတယ်ဆိုရင်အဲ့ဓာညာတွေကိုရအောင်ကုစားပေးပါဆိုပြီးတော့ ြောထားတာပေါ့နော်ဒါကတော့ဒါဒီကတ်ကလေးကတော့ပြောမှဆိုရင်တော့อืมအခုလက်ရှိ RS လေးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီ crash လေးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီကတ်လေးတွေပြောခြင်းနဲ့ဒူလေးတွေอ่ะပေါ့နော်အခုကြည်နေထဲမှာပါတယ်ဆိုရင်အဲ့လိုဒူလေးတွေတော့ပြောတာဖြစ်မယ်ဒီ chaser energy ကတော့ပြောမှဆိုရင်တော့ဒါ ace ကို chase လုပ်နေတဲ့ဒူလေးတွေလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒါကတော့ဒါ collective reading ဖြစ်တဲ့အတွက်ကြောင့်ဒါ energy ကတော့အကုန်လုံးနဲ့ဟိုဘယ်လိုပြောမလဲ ိုအကုန်လုံးနဲ့တိုက်တက်ဆိုင်လာတော့မဟုတ်ဘူးเนาะကိုနဲ့တက်ဆိုင်ရတက်ဆိုင်ရတော့ဒါရှိပါလိမ့်မယ်เนาะအဲ့တော့နောက်တစ်ခါတော့ကြည့်ကြည့်ရအောင်โอ้ separation อ่ะแล้วส่วนเนาะดิชีซา energy เนี่ยดิ separation separation ขึ้นในตัวนี้เว้ยขึ้นเลยมั้ยเนาะถ้าดีโลนี้ป่ะ เนาะ separation ဖြစ်နေတဲ့သူလေးတွေအတွက်ဒါခြေစာ energy လေးတွေရှိနေဆိုရင်တော့ဒါနည်းနည်းတော့သတိထားပြီးပါကိုကိုကိုပြန်ပြီးတော့ focus ထားပြီးပါเนาะတည်တာအဲ့လိုသဘောမျိုးပြောချင်တာပြောချင်တာကတော့က separation ဖြစ်လာပြီးဆိုမှတော့ကိုကလည်းပဲသူ့ပေါ့เนาะတွေးနေတာ၄ဟမ်သတိရနေတာ၄ဟမ်အဲ့လိုမျိုးရှိမယ်တစ်ဖက်ကလည်းပဲပေါ့เนาะကိုသတိရတာ၄ဝမ်းနည်းနေတာ၄တွေးနေတာ၄လည်းပဲရှိမယ်ဒါမဲ့လည်းရောက်ကပေါ့เนาะဒီခါလေးကျရင်ဘယ်လိုပဲသတိတွေပါတယ်ရနေတာပဲဖြစ်နေပါစေ မေးရမသေးကြတဲ့အနာကကြီးကရှိနေသေးတဲ့ခါကျတော့ဘလို့မှတော့ပြန်ပြီးတော့အဲပေါင်းစည်းအောင်မဟုတ်သေးဘူးခုချိန်မှာတော့နော်လောလောဆယ်ဆယ်မှာတော့ဒီလို separation ဖြစ်နေတဲ့ energy လေးရှိရဆိုရင်လောလောဆယ်ဆယ်တော့ကိုကပေါ့နော်ဒါခြေစား energy မှာလည်းရှိနေသေးတယ်ဆိုရင်တော့တနိုင်ဆုံးကိုကိုကို focus ထားပါဒီ separation energy ပဲလောလောဆယ်ဆက်ရှိအောင်မှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တနိုင်ဆုံးကိုကိုကိုပဲအာယုံစိုက်စီခြင်းနဲ့နော်ဒါက separation ဖြစ်နေတဲ့သူလေးတွေအတွက်ကိုအဓိကပြောတာလို့တော့ခံစားမိတယ်နော် ဆိုတော့နောက်တစ်ခါတော့ဆွဲကြည့်မယ်အာဒါကတော့ love ပြောချင်တာကတော့ကွာသူကဒီမှာ love ကသူက supplement လည်းပါတယ်နော်ဒီလားနော် unconditional supplement affection oneness passion attraction ပြောချင်တာကဒီ love ကဟိုဘယ်လိုပြောမလဲဒီမှာဆိုရင်လဲဒါ အတွဲလေးတွေပဲဖြစ်ထားပါတော့เนาะအတွဲလေးတွေဆိုရင်လည်းဒါအဲတယောက်ကိုတယောက်ပရှင်နေဖြစ်တယ်เนาะအဲတယောက်ကိုတယောက်ချစ်ချင်းမြတာတွေကထပ်တူညီကြတယ်စသဖြင့်အဲ့လိုမျိုးပုံစံတွေရှိတယ်တယောက်ကိုတယောက် attraction ရှိကြတယ်အဲ separation ဖြစ်နေတဲ့သူလေးတွေအတွက် message အနေနဲ့ပြောရမှာဆိုရင်เนาะကိုကိုကိုချစ်ဖို့တည်ယူပါအောင်ဆိုပြီးတော့ပြောထားတာပေါ့เนาะ self love ရှိဖို့ဘယ်လိုပဲဖြစ်နေဖြစ်နေပါ separation မဲ့ဖြစ်ဖြစ်ကိုက RS10 မှာပဲဖြစ်ဖြစ် ကိုကိုကိုလည်းချစ်တက်ကမှာတစ်ဖက်သူကြီးပဲပေါ့နော်အာချစ်ပေးနေတာဘီဆိုင်ပေးနေတာလို့လိုက်ပေးနေတာမျိုးမဟုတ်ဘဲနဲ့ကိုကိုကိုလည်းဒီလိုပုံစံတိုင်းချစ်ပေးနိုင်ရမယ်ဒါမှလည်းတစ်ဖက်လူကကိုကိုပြန်ပြီးတော့လေးစားမှာတန်ဖိုးထားမှာမမို့ဆိုရင်သိတယ်မလားလူတွေရဲ့သဘောတရားသိတယ်မလားအာလွယ်လွယ်ရနေတယ်ဆိုရင်တန်ဖိုးမထားတတ်ကြဘူးလေအဲ့တော့ကိုကိုကိုချစ်ဖို့ကတော့ဘယ်နေရာမှာပဲကိုကဖြစ်နေဖြစ်နေကိုကိုကိုချစ်ဖို့ကတော့အရေးကြီးတယ်နော်ဒါလေးတွေပြောထားတယ်အဲ့တော့ ။ဒါလေးကတော့ short reading လေးပေါ့နော်။ဒါကတော့လိုအပ်နေတဲ့သူလေးတွေအတွက်ကိုအဓိကထားပြီးကြည့်ပြတာဖြစ်တယ်ပေါ့နော်။အဲ့တော့လိုအပ်နေတဲ့သူလေးတွေကတော့ဒီ message လေးကိုနားထောင်ပြီးတော့အဲတခုခုတော့ပေါ့နော်။အတိတရားလေးရသွားပါစေ။ အဲဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီနားထောင်လိုက်ရင်းနေကိုဟောငါတော့ဘာတွေလိုအပ်နေသေးတယ်ငါတော့ဘာလုပ်ဖို့လိုသေးတယ်ဘယ်လိုမျိုးလေးတွေငါစိတ်ကိုတော့ထားအောင်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့စူးစမ်းသွားမယ်ဆိုရင်တော့ပို့ပြီးတော့အကောင်းမှလိမ့်မယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ် abundance energy လေးရရှိဆုံးအနေနဲ့ရောက်ထားတာဆိုတော့လေအခုကြည့်နေတဲ့သူလေးတွေမကြခင်မှာတော့ဓမ္မငွေကြီးမှာတော့တော်တော်လေးတော့အဆင်ပြေလာမယ်ခွင့်ရေးခွင့်လန်းနေတော့အဲရလာဖို့တွေတော့ရှိအောင်မယ်လို့တော့မြင်မိတယ်နော်ကဲကဲ reading လေးကတော့ဒီလောက်ပါပဲเนาะနောက်ကောက် reading ကြာရင်လည်းအဲပြောစရာရှိတာလေးထပ်ပြီးပြပြပါမယ်เนาะ see you bye bye